မင်္ဂလာပါရှင်ခေတ္တနေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးလေးမျက်နာမြို့နယ်မှာတိုက်ပွဲတွေပုံမှုပြင်းထန်လာစစ်တပ်ကအင်အားများပြားဖြည့်ဆည်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အရကတ်တော်အေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတဲ့လေးမျက်နာမြို့နယ်ကိုစစ်ကောင်စီတပ်ကရန်ကုန်နဲ့အင်အားရီတိုင်းကစစ်မှုရန်တပ်သားစင်းတွေကိုဇက်တိုက်ပုတ်ပြီးခုခံနေပါတယ် အော်တိုဘာ17ရက်မနက်ဝေလီဝေလင်းကအမိုးအုပ်ကားစီ20ကျော်ဟာဇန်လွန်နေ့ဟင်္ဒရာမြို့ကိုဖြတ်ပြီးလေးမျက်နာမြို့ကိုမောင်းချသွားပါတယ်။မိုးမလင်းခင်ဝေလီဝေလင်းမှာခက်မြက်မြက်မောင်းသွားတာဟင်္ဒရာမှာလမ်းမပြီးဝင်သွားလို့မြို့ထဲလမ်းမှာပိတ်ဆို့နေသေးတယ်။ကားပေါ်မှာစစ်တပ်နဲ့စစ်တွေအများကြီးပါလာတယ်လို့ဟင်္ဒရာမြို့လေတော်ရက်ကဒေသခံတို့ကပြောပါတယ်။ စိတ်ကောင်းစီတက်ကဆုံးရှုံးထားတဲ့တရင်တမဌာနချုပ်တိုင်းဌာနချုပ်တွေအပါအဝင်စီးရေးနိုင်ငံရေးရာအချက်ချာကြတဲ့နေရာတချို့မြို့ရွာတွေကိုပြန်လည်သိမ်းပိုက်ဖို့နိုင်ငံနဲ့ထိုးစစ်တွေပြုလုပ်နေကြောင်းနဲ့အီအော်ရီတိုင်းတွေကလေးမျက်နာမျိုးနဲ့မကွေးတိုင်းတွေကနေရီကံပြူဟာပဲခူးတိုင်းတွေကမြောင်ကျိုးပြူဟာဂုံတွေမှာတိုက်ပွဲတွေဖြစ်နေတယ်လို့အီအေကအောက်တိုဘာ10ရက်နေ့မှာထုတ်ပြန်ပါတယ်။ အဲ့ဒီနေရာတွေမှာစစ်ကောင်စီတပ်ရဲ့တံပြက်ထိုးစစ်တွေကြောင့်နေတိုင်းနေပါတိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။လင်းမျက်နာမြို့နယ်ဟာအီအော်ရီတိုင်းနယ်ကဟင်းသနအင်ကပူရေချီမြို့နယ်တွေပြင်ရခိုင်ပြည်နယ်နဲ့လည်းဆက်ဆက်နေပါတယ်။အဲ့ဒီကစစ်ကောင်စီစခန်းတွေကိုဆောင်းလာစမ်းမှာအီအီနဲ့ပူးပေါင်းတပ်တွေစတင်တိုက်ခိုက်ခဲ့တာပါ။လင်းမျက်နာမြို့နယ်တွေကဆက်ဆက်ရုံချင်းရွာပါဝင်စခန်းတချို့ကိုအီအီနဲ့ပူးပေါင်းတပ်တွေကသိမ်းယူထားတာပါ။ ပြီးခဲ့တဲ့ဩဂုတ်လထဲမှာဒေသခံစစ်ပေးဆောင်တွေကိုနေရက်ကိုပြန်ဖို့စစ်ကောင်စီကပြားပေးပြီးတစ်ချိန်ထဲမှာမြေပြင်စစ်ကြောင်းတွေလေကြောင်းနဲ့လက်နက်ကြီးအင်အားတွေနဲ့တံပြန်ထိုးစစ်စတင်ခဲ့တာပါဒါပေမဲ့စစ်ကောင်စီတိုက်ဆုံမှုများပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့သလိုလေကြောင်းကနေလည်းနေ့စဉ်ဒီပါဘုံချဲနေခဲ့တာဖြစ်ပါတယ် အင်းနဲ့ဘူပေါင်းတပ်တွေတည်ယူထားတဲ့နေရာတွေကဟင်းဒလာခရိုင်ကွင်းကောင်းမြို့မှာရှိတဲ့စစ်ကောင်စီတပ်မြင့်လေးချင်းရဲ့ကြောင်းတတကငါးနဲ့လေမိုင်းအနေငယ်သာဝေးပါရယ်စစ်မှုတဲ့တနန်းစင်တွေကိုတတကငါးစီပို့ပြီးစစ်ကောင်စီကအင်းအားဖြင့်နေတာပါရခင်ကလည်းစစ်ကောင်စီတပ်ကတခြားတိုင်းနဲ့ပြည်နယ်တွေကစစ်မှုတိုင်းအင်းအားတွေကိုရန်ကုန်နဲ့ ERI တိုင်းကတဆင့်ရခိုင်နယ်ဆက်ကိုပို့ခဲ့ပူပါရယ်တခါတလေမှာစစ်ကားတွေကို ပါလာတဲ့စစ်မှုတန်းတွေကအမိုးအုပ်ထားတဲ့ကားတွေပေါ်ကနေပြူပြီးကြည့်နေတာမျက်နှာငယ်လေးတွေနဲ့တခါတလေကျတော့စိတ်လွတ်နေတဲ့သူတွေလိုပဲတချင်းတွေအော်ပြီးမြို့ကိုဖြတ်သွားကြတာလို့ဇလုံးမြို့ကန်တို့ကပြောပြပါဗျ။စစ်မှုရန်တနန်စင်တွေဟာတိုက်ပွဲတွေမှာတိုက်ဆုံမှုများပြီးထွက်ပြေးတာတွေဖမ်းမိတာတွေများတယ်လို့အေအေနဲ့ပူးပေါင်းတပ်တွေကထုတ်ပြန်ထားပါတယ်စစ်မှုရန်တနန်စင်တွေအနေနဲ့လက်နက်ချအလင်းဝင်ကြဖို့လည်းတိုက်တွန်းထားပါတယ် လေးမျက်နာမျိုးနေကတိုက်ပွဲတွေကြောင့်စစ်ပီးဆောင်ပြည်သူ9000ကျော်ရှိနေပြီးအကူအညီတွေပေးကြဖို့အတွက် AR တိုင်းနယ်ကအရက်ဘက်လူမှုကူညီရေးလှုပ်ဆောင်သူတွေကတောင်းဆိုထားပါတယ်။လက်ရှိမှာလေးမျက်နာမျိုးနယ်ပြင်နယ်ရီကန်မြို့ဟာနဲ့ညောင်ချိုးမြို့ဟာကုန်းတွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးမြေပြင်တိုက်ပွဲတွေမှာအေအေနဲ့ပူးပေါင်းတပ်တွေအသားစီးရနေတယ်လို့သိရပါတယ်။ အမြောင်နယ်လေးချောင်းရံကာကွယ်စခန်းရှိတဲ့နေရီကံမြို့ဟာကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစတင်ဆုတ်ခွာနေပြီလို့တချို့ကပြောသလိုမြို့ဟာဘေးကအဓိကစခန်းတွေကိုလည်းအေအေနဲ့ပူးပေါင်းတပ်တွေကဇက်တိုက်သိမ်းယူနေတယ်လို့သတင်းထွက်ပေါ်နေပါတယ်။လေးမျက်နှာမြို့နယ်နေရီကံမြို့ဟာနဲ့ညောင်ကျိုးမြို့ဟာကုန်းတွေမှာတိုက်ပွဲတွေ ပြင်းထန်နေကြောင်းသာအေအေကအတိပေးထားပြီးအသေးစိတ်ကိုထုတ်ပြန်ခြင်းမရှိသေးပေ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နေဧကန်ပင်မပြူဟာကုံလီချောင်းရံကာကွယ်စခန်းကြီးကိုအေအေတက်သိမ်းတဲ့သတင်းကိုတင်ဆက်ပါမယ်။မကွေးတိုင်းငဖဲမြို့နယ်ပရန်တက်နေရှိစစ်ကောင်မရှင်နေဧကန်ပြူဟာပင်မစခန်းကြီးကိုအရခါတက်တော်အေအေနဲ့ပူးပေါင်းတက်များအပြီးသက်သိမ်းပိုင်လိုက်ပြီးဖြစ်ကြောင်းသိရပါဗျာ။ အောက်တိုဘာ10ရက်နေ့ညပိုင်းကလေးကစကန်တွင်ရှိစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကစင်ကရဆုတ်ခွာထွက်ပြေးသွားကြပြီးလေကြောင်းပစ်ကူများကြားမှစကန်ကိုအေအေကတင်ယူလိုက်ခြင်းဖြစ်ကြောင်းတင်းရင်းမြစ်များထံမှသိရပါဗျ။ပိုက်ပွဲကားတော့ဖြစ်နေတဲ့လေကြောင်းကနေဆက်တိုက်ကျင်းနေတာဗျ။ဒီနေ့7ရက်နေ့မနက်ပိုင်းထိကိုဝိုင်းတွဲနဲ့လာကျင်းနေတာဟုမကွေးတင်းရင်းမြစ်ကပြောပါဗျ။ စစ်ကောင်မရှင်သည်စက္ကန်းမှထွက်မပြေးမီဟောင်းဝစ်စာအမြောက်များကိုလည်းရင်တန်းများဖြင့်တည်ထုတ်သွားကြောင်းတရင်ရင်မြက်ကဆိုထားပါရယ်စစ်ကောင်မရှင်တပ်သည်နေရီကန်ဘူဟာပင်မစက္ကန်းကြီးကာကင်းစက္ကန်းဖိုက်တာကုန်းတင်းယူခံရပြီးနောက်တပ်ပြက်ကနေရီကန်စက္ကန်းဘက်သို့လက်နက်များဆွန့်ကာထွက်ပြေးရမှာအေတပ်ဖွဲ့များရဲ့လိုက်လံတိုက်ခတ်ခြင်းကိုခံခဲ့ရကြောင်းသိရပါရယ်စစ်ကောင်မရှင်သည်နေရီကန်ဘူဟာမကြစေရအတွက်လေကြောင်းပစ်ကိုဆက်တိုက်ပေးခဲ့တော်လဲ စိတ်ကောင်းမရှင်တပ်ဖွဲ့ဝင်များစက္ကန်းဆွန့်ခွာထွက်ပြေးသွားကြောင်းတရင်ချင်းမြင့်များကဆိုပါရယ် AAT နေရီကန်ကကင်းစက္ကန်းကုန်းများဖြစ်သည့် MPT တောင်ဝိုင်းကုန်းကုတ်ချီစက္ကန်းဖိုက်တာကုန်းတို့ကိုဇက်တိုက်သိမ်းယူပြီးနောက်ပင်မပြူဟာကုန်းကိုပိတ်ဆို့တိုက်ခိုက်သိမ်းယူလိုက်ခြင်းဖြစ်ပါရယ်ဗရန်တက်နေတွင်ရှိတပ်မကိုကိုသည်တိတ်ဆုံးထိခိုက်မှုများစွာနှင့်နောက်တန်းပြန်သွားပြီးနောက် MS ကွန်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကားခဆက်ခွန်လောက်ခံတရင်များနေရီကန်တို့ရောက်လာခြင်းဖြစ်ပါရယ် ်အင်အား1500ခန့်တုံးထားသည့်စစ်ကောမရှိတပ်မ99မှအင်အား900သာနောက်တန်းကိုပြန်နိုင်ခဲ့ပြီးအင်အား300ခန့်မှစွန်တက်နှင့်နယ်ရီခန့်တဝိုင်းအင်အားပြန့်ကျက်ခံခဲ့ရကအင်အား900ခန့်မှတိုက်ဝဲတွင်ပြုံးတိခဲ့ခြင်းဖြစ်ပါသည်စစ်ကောမရှိသည့်နယ်ရီခန့်စကဲမချစီရဲ့အမှတ်905မြောက်စကန်ကိုကဲမှုဌာနချုပ်မဆာက905မှစစ်သုံးကားကြီးအင်အားအပြည့်ပါရှင်တဲ့များဖြင့်နေ့စဉ်ဒီပိုင်းအင်အားပြည့်ပေးခဲ့ကြောင်းသိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်တိုက်ပွဲများတိုက်ဆုံသွားသောအရာရှိနှင့်စစ်သားများ၏ကြံရစ်သူမိသားစုများကိုရန်ကုန်လေးတောင်ကန်စစ်မှုရန်ဟောင်းအင်အားအသင်းမှအင်ကန်မေဖောက်ပေးမည်ဖြစ်ပြီးမုတ်ဆိုးမှအများစုတိုက်ခန်းရကြမည်ဆိုတဲ့သတင်းအကြောင်းကို တင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်တိုက်ပွဲများတွင်သေဆုံးသွားသောအရာရှိနှင့်စစ်သားများ၏ကြံရည်သူမိသားစုများကိုရန်ကုန်မြို့တကုံမြို့တက်တောင်ပိုင်းမြို့နှင့်လေးတောင်ကန်စစ်မှုရန်ဟောင်းအင်အားတက်တွင်မဲဖောက်အခန်းပေးမည်ဖြစ်ပြီးမုတ်ဆိုးမှအများစုတိုက်ခိုက်ရကြမည်ဖြစ်ကြောင်းစစ်ဘက်တရင်ရှင်မြစ်ကပြောဆိုပါသည် အကြံဖက်စစ်တပ်ကစစ်မှုရန်ဟောင်းအင်ယာမြို့သစ်ဖြစ်ဒဂုံမြို့သစ်တောင်ပိုင်း၄000ကန်တွင်အိမ်ကမ်းပေါင်း၄000ကန်ပါဝင်သော မြို့သစ်စီမံကိန်းကိုတိဆောက်လျက်ရှိရာတွင်အဆိုပါအင်ယာတပ်မှတိုက်ပွဲတွင်ကြာဆုံးသောအရာရှိနှင့်စစ်သည်များကိုအခမ်းအနားပေးအပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။ တက်မတော်အတွက်တာဝန်ထမ်းဆောင်ရင်ကြဆုံသွားတဲ့အရာရှိတွေကတော့မဲနိုင်စရာမလိုပဲအခမ်းရဖို့ရှိမယ်လို့သိရတယ်။စစ်တီတွေကတော့ရှောက်လွာတင်ထားတာတွေကိုမဲနိုင်ပေးမယ်။မဲပေါက်ရင်အခမ်းရမယ်။မဲမပေါက်သေးတဲ့မိသားစုတွေကတော့ထပ်ဆောင်ရမယ်။ကျန်ရစ်သူဇနီးတွေအများစုကိုအခမ်းပေးမှလို့သိရတယ်ဟုစစ်ဘက်သတင်းရှင်းမြစ်ကရှင်းပြပါရတယ်။ အစောပိုင်းဆင်းမှုရန်ဟောင်းအိမ်ယာသစ်တွေအဆောက်အုံနဲ့အခန်းများတမန်တိုးချဲ့မည်ဖြစ်ပြီးလျှက်စစ်တာဘေးနေအောင်ကြီးစွန့်ရင်သုံးဆိုလာပလန်ကိုပါတိဆောက်သွားမည်ဖြစ်ပြီး စစ်မှုရန်ဟောင်းအင်အား၄000ခန်းနေဘင်းအောင်လန်းနဲ့အမတ်ခွနဲ့လမ်းတောင်းမှာ shopping complex ကိုပါထည့်သွင်းတည်ဆောက်လျက်ရှိကြောင်းသိရပါတယ်။ထို့သူတေဆုံးသူစစ်သားနှင့်အရာရှိများ၏ဇနီးနှင့်ကျန်ရစ်သူမိသားစုများကိုအခန်းများပေးအပ်ရာတွင်လှဆင်ခေါ်ယူလျက်ရှိသည့်စစ်မှုရန်တပ်သားအစ်များပါဆများတေဆုံး၍ကျန်ရစ်ခဲ့သောမိသားစုများကိုမူအခန်းပေးမည်မဟုတ်ကြောင်းစစ်သားအဖြစ်လှုပ်သွက်အနေဆုံး၁၀နှစ်အထက်ရှိနေသောတေဆုံးစစ်သားများ၏ကျန်ရစ်သူမိသားစုများကိုသာရင်းအင်အားတွင် င်နေစရာအခန်းရရှိနိုင်ရန်မဲဖောက်ပေးမည်ဖြစ်ကြောင်းသိရပါသည်စစ်တပ်ကတကုံမျိုးတဲစိတ်ကမ်းမျိုးနဲ့မြမသားကောင်းစစ်မှုထမ်းဟောင်းအင်အားကိုတိစောက်ခဲ့ပြီးစစ်တပ်မှတိဆုံစစ်သည်များ၏မိမများကိုမဲနိုင်နေရာချထားပေးခဲ့ကြောင်းအစုံမအင်အားကိုမုတ်ဆိုးမများအင်အားဟုတက္ကစီသမားများနဲ့ဆိုင်ကယ်ကယ်ရီသမားများကြားတတ်မှတ်ခေါ်ဝေါ်မှုများရှိကြောင်းသိရှိရပါသည်